အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ကြောင်းရာလေးကတော့နမ်မတော်မေနုရဲ့ဘဝခရီးကြောင်းကိုအတူတူကလေးတင်ဆက်ပေးသွားမှာပါဆက်လန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးသွားကြပါအောင်လို့လည်းမှာပါရစေခင်ဗျာမေနုဟာမဟာအောင်မြေပုံစံမေနုအုပ်ကြောင်းရဲ့ဒကမာကြီးဖြစ်ပြီး အတ္တကြီးကအကြောက်တရားကင်းမှုစင်ញင်ုံတရားနေပြီးတဇထိုးနိုင်မှုတို့ကသူမကိုတာမန်ရက်သူဘဝကနေ မိဘကောင်ညီဘဝတီရောက်ရှိစေခဲ့ပြီးတော့မြမသမိုင်းမှာသမိုင်းတွင်စေခဲ့ပါနမ်မတော်မင်းတို့ကိုဖလန်ခုံးရွာဇာတိထောင်မူတီဟကျော်စွာဘွဲကံဥလုံနဲ့တော်ငယ်တို့မှာ1983ခုနှစ်ဂျွန်လ18ရက်နေ့မှာအင်းဝါမြို့မှာ မွေးဖွားခဲ့ပါတယ်။မွေးခြင်းနှစ်ယောက်ရှိပြီးတော့မင်းတို့ဟာတာမန်အရက်သူပဲဖြစ်ပါတယ်။မင်းတို့လေးအသက်17နှစ်အရွယ်မြင့်စိတ်မှာရေချိုးတန့်စင်နေချိန်မှာပဲ သူမရဲ့အနီအောင်ရေလဲလုံကြီးကိုစွန်ရဲတကောင်ကခြိသွားပြီးတော့အမရဗုဒ္ဓနန်းတော်ထဲမှာရှိတဲ့မိဖုရဲ့ကောင်ကြီးဆံပေရာတောင်နန်းဆောင်အမိုးမှာချထားခဲ့ပါတယ်နန်းတော်အမိုးမှာလုံကြီးတစ်ထည်ရောက်ရှိနေတာကိုတွေ့ရှိတဲ့အခါဘိုးတော်ဖျားကဒါဟာတမန်ဖြစ်ရမဟုတ်ဘူးထူးခြားတဲ့နမိတ်တစ်ခုဖြစ်ရမယ်လို့ကြောက်ယူပြီးလုံကြီးပိုင်ရှင်ကိုအမြန်ဆုံးရှာဖွေဖို့အမိန့်ထုတ်ခဲ့ပါတယ် ီလိုနဲ့စုံစမ်းရှာဖွေတဲ့အခါမှာလုံကြီးပိုင်ရှင်ဟာထောင်မှုဥလို့ရဲ့သမီးမဲနုဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ဒီတော့ဘိုးတော်ဘုရားကထူးခြားတဲ့နမိတ်ဆောင်သူဒီကလေးမလေးကိုနန်းတော်ထဲကိုခေါ်ယူပြီးတော့မိဖုရားကောင်ကြီးရဲ့တောင်နှန်းဆောင်မှာအပြူတော်အဖြစ်ခံထားစီပါတယ်။အပြူတော်အဖြစ်စတင်ခံထားချိန်ကစပြီးတော့နန်းထဲမှာရှုပ်တော်ပုံကြီးစဖြစ်လာခဲ့တာပေါ့။မဲနုဟာလှပကြောရှင်းပြီး အပြောချူသလိုကိုနီဟန်ကလည်းချိုးကြတာကြောင့်နန်းနှွင်းသူတွေအတူယူရလောက်တဲ့ထီအောင်မဟာဆန်ခဲ့တာပါဒီလိုနဲ့နန်းနှွင်းမှာပြူတော်ဖြစ်မှုထန်းနေရင်းကနေရွေရောက်လာတဲ့အခါမင်းတို့ဟာဘိုးတော်ဖရာရဲ့မြီးတော်အင်းရှင်မင်းသားသခိုင်းမင်းနောင်တစ်ချိန်မှာဗာကြီးတော်မင်းဖြစ်လာမယ်အင်းရှင်မင်းသားနဲ့တွေ့ဆုံဆက်သွယ်ရခဲ့ပါတယ်သခိုင်းမင်းသားမှာအင်းရှင်မိဖုရားဆင်ပြူမဲ့ရှိနေပြီးသားဖြစ်ပေမဲ့ မင်းတို့ရဲ့ဉာဏ်ပညာထက်မြက်မှုအပြောဆိုချူတာမှုနဲ့ရုပ်ရည်အလှကြောင့်သဘောကျနှစ်သက်တော်မူခဲ့ပါတယ်။နောင်မှာအင်ရှိမီဗီယာရှင်ပြူမေဟာကွယ်လွန်သွားခဲ့ပါတယ်။1819ခုနှစ်မှာဘုရောဗျာနဲ့ရောဆံပြီးတဲ့နောက်စကိုင်းမင်းသားကဘာကြီးတော်မင်းဖြစ်ကြီးနှံတက်လို့တရားဝင်မင်းပိတ်သိခံရမှာတူလင်ချစ်ခင်ယုံကြည်ရတဲ့မင်းတို့ကိုတိရိပရဝမဟာယာဇနာယရနာဒေဝီဆိုတဲ့ဘွဲ့တော်နဲ့ တောင်နမ်းမတော်မိဖုရားကောင်းကြီးအဖြစ်တင်မြောက်ခဲ့ပါတယ်။အဲဒီနောက်ဘိုးတော်မင်းဖုရားကလည်းသူ့ရဲ့ရွှေနေပြည်တော်ကိုအမရပူရကနေအင်းဝစီကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒီချိန်ကနေစပြီးတော့မေနုဟာနန်းနှင်းရေးတာမကပဲတိုင်းပြည်ရေးရမှာပါ။ချေလယ်နိုင်ခဲ့ပါတော့တယ်။ဂျာဇပလင်မောပါရှိတော်မင်းနဲ့အတူတက်ထိုင်ပါတယ်။မင်းတို့ကြောက်ရတဲ့သူဟာဆရာတော်ဦးပိုတူကရှိခဲ့ပါတယ်။တက္ကရာ1822ခုနှစ်မှာတော့မင်းတို့ဟာ ကျောင်းဆောက်လို့လူဒန်းပြီး9နှစ်ကျော်ကြာတက္ကသိုလ်1820ခွန်မှာတော့မဟာအောင်မြေပုံစံလို့ကပီးထိုးပြီးညောင်ကန်ဆရာတော်ဥပိုလ်ကိုလူဒန်းခဲ့ပါတယ်။တနည်းကြာမှာတော့ဆရာတော်ဥပိုလ်ပြန်တော်မူပြီးဒုတိယညောင်ကန်ဆရာတော်ဥပိုလ်ကိုထပ်မံလူဒန်းခဲ့ပါတယ်။အုပ်ကျောင်းရဲ့အကျယ်ဟာအလျောက်တရာ92ပေရှိပြီးအနန္တရာ12ပေနဲ့အမြင့်64ပေရှိပါတယ်။ကျောင်းကြီးကတော့ မင်းနုအုပ်ချောင်းလိုပဲထင်ရှားခဲ့ပါတယ်။နမ်မတော်မင်းနုနဲ့သူမရဲ့မောင်ဖြစ်သူမင်းသားကြီးမောင်အိုတို့ဟာဗာကြီးတော်မင်းလက်ထက်မှာနန်းစွန်းနန်းတွင်ဩဇာအာဏာအလွန်ကြီးမားခဲ့ပါတယ်။ဗာကြီးတော်မင်းဟာနောက်ပိုင်းမှာစိတ်ကြယောဂခံစားခဲ့ရပြီးနိုင်ငံတော်ရေးထက်တရားဓမ္မကိုပုံမူလိုက်စားလာတာကြောင့်နိုင်ငံအုပ်ချုပ်ရေးအာဏာတော်တော်များများဟာမင်းနုနဲ့မောင်အိုတို့ရဲ့လက်ထဲကိုရောက်ရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ 1824-1826မှာမြန်မာတို့ရှုံးနေကြရမှုတွေနန်းနေပဏိပခတွေစတဲ့အကြောင်းအရာတွေကြောင့်ဗာကြီးတော်မင်းရဲ့နောင်တော်ဖြစ်သူတာယာဝရီမင်းကမကျေနပ်မှုတွေရှိလာခဲ့ပါတယ်1838ခုနှစ်မှာတာယာဝရီမင်းကစစ်တပ်နဲ့ပုံကံပြီးထီးနှံကိုတိမ့်ပိုက်ခဲ့ပါတော့တယ်ဒီလိုနဲ့ဗာကြီးတော်မင်းနန်းကျသွားပြီးတဲ့နောက်1840မှာတော့တာယာဝရီမင်းကနိုင်ငံရေးအရအနေရရှိနိုင်တဲ့နမ်မတော်မေနုနဲ့ သူမရဲ့မောင်မင်းသားကြီးမောင်အိုတို့နဲ့သူတို့ရဲ့ပေါင်းပါပါဝင်ထင်ရပုပ်ကူတွေကိုကွမျက်ပြီးတည်တံပေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်ဒီလိုနဲ့မင်းတို့ကိုတည်တံနဲ့ကွမျက်မှာကိုမင်းမျိုးမင်းနွယ်အနေနဲ့အတိမဲ့ပြုတဲ့အနေဖြင့်မဟာသွေးမြေမကြစေဖို့ရေမှာဖြောက်ဖြက်ဖို့အမိန့်ချလိုက်ပါတယ်မင်းတို့ကနောက်ဆုံးအနေနဲ့ဆရာတော်ဥပုပ်ကူဖူးမြော်ဖို့ခွင့်တောင်းခဲ့ပါတယ်ဆရာတော်ဥပုပ်အကြောင်းရောက်တဲ့အခါဆရာတော်ကမင်းတို့ရဲ့ သူကြွေးရှိရင်ဆက်ရလိမ့်မယ်လို့မိတ်ဆိုခဲ့ပါတယ်ဒီစကားကိုကြားတဲ့အခါမင်းနုကဆရာတော်ကငါ့ကိုတေစရိတ်ပေးလိုက်ပြီငါတေပြောပြီလို့ပြောပြီးတော့အာနာဘကောသားတို့ခေါ်ဆောင်ရနောက်ကိုရဲရဲဝံ့ဝံ့လိုက်ပါခဲ့ပါတော့တယ်ထိုနေ့နေ့လယ်ပိုင်းမှာပဲမင်းနုဟာဘာကြီးတော်ကိုနောက်ဆုံးတွားရောက်ကြောခဲ့ပြီးအာနာဘကောသားတို့ဟာမင်းနုကိုခေါ်ဆောင်ခဲ့ပြီးတဲ့နောက်တောင်တမန်ရည်ပြင်းနီးကိုရောက်တဲ့အခါ နမ်မရောမေနုကိုရွှေနာကုတ်ဂရိဘာအိတ်အနီတွင်ထည့်ပြီးတော့ရေပြင်မှာပြစ်ချလိုက်ပါတော့တယ်။မြုံမြုပ်သေးချောင်းခဏစောင့်ကြည့်ပါတယ်။ရေဘွက်ကလေးတစ်ဘွက်နှစ်ဘွက်ပက်ပြီးရေပြင်ဟာငြိမ်သက်သွားပါတော့တယ်။